တော့ဒီမှာရှိတဲ့အဆောက်အဦကအကုန်လုံးဒီပါပေါ့နော်ဟိုပါပေါ့လေးဓာတ်ဆောင်ငါးဓာတ်ဆောင်တွေအကုန်လုံးကအောက်ခြေတွေပြတ်သွားတယ်ဧက်သွားတယ်အားလုံးကတော့ဖြူသွားမဲ့အခြေအနေပေါ့နော်အခုတော့ပြီးကြလာတော့တဆောင်ပဲရှိသေးတယ်တိုက်တွေကအောက်တစ်ထပ်တော့အနေဆုံးပြတ်သွားတယ်တောင်းဆောင်ကြီးတွေအကုန်လုံးကဧက်သွားတယ်ပေါ့အဲ့တော့အဲ့ဒီကနေကောင်းတာလေးတွေအကုန်ပြန်ယူရဲပေါ့အရင်ဆုံးကျွန်တော်တို့တကားကြီးပေါင်းရရတဲ့လောက်ပေါ့ပြီးတော့တော့ရှေးဟောင်းတိမ်ကြီးတွေပါတယ်ဖြူသွားတာတွေရှိပါတယ်အဲ့ဒါလေးဆိုလို့ရှိရင်ကျွန်တော်တို့ကမပြတ်စည်းသေးတဲ့ကြောင်းနှစ်ကြောင်းကိုကြော်ပြီးမှရန်ရဲဝင်လို့ရတယ်အဲ့ဒီတော့ကျွန်တော်တို့ကလူနဲ့ပဲရှင်းလိုက်ရတယ်ပေါ့နော် တော့ပြီးသွားပြီဆိုပြီးတော့လည်းမေ့လျော့ပြီးမနေကြပါနဲ့ဦးပေါ့လောက်အားလေးဖြစ်ဖြစ်လာပေးနိုင်ပေးကြပါအောင်ပေါ့နော်ကျွန်တော်ကတော့ဝီလူကျော်ပေါ့နော်ဒါကျွန်တော်တို့မြင်းမူကကျွန်တော်တို့ရဲ့ဥဆောင်နာရကဆရာတော်ပေါ့ကျွန်တော်တို့ရဲ့ဖြစ်စဉ်တွေအားလုံးမှာအမြဲတမ်းဟိုလိုက်ပြီးတော့ဟိုအန်ဒီရကင်းအောင်ဥဆောင်ပြီးတော့လိုက်ပြီးတော့ဟို အမြဲတော့ကနေပြပန်ပိုးပေးတဲ့ဆရာတော်ပါဟုတ်ဒါတော့ကိုတန်းထိုက်ကိုတန်းထိုက်ဆိုကျွန်တော်တို့ဘယ်လင်းရပေါ့ကြောက်စဲဘယ်လင်းဆင့်ပါဆင့်ကဲဟုတ်ကဲ့ဆင့်လာပါဘောဘာနိုင်ငံလူမှုကေဒီမန်လီတိုင်းပြည်လူပါဟို rescue ဘာကျန်းပေါ့အောက်မှာကျွန်တော်ဒီမှာရှိတဲ့အဆောက်အဦကအကုန်လုံးပြီးပါပေါ့နော်ဟိုပါပေါ့လေးတက်ဆောင်ငါးတက်ဆောင်လေးအကုန်လုံးကအောက်ခြေတွေပြတ်သွားတယ်ဧည့်သွားတယ်အားလုံးကတော့ဖြူသွားမဲ့အခြေအနေပေါ့နော်အခုတော့ပြီးကြတာတော့တဆောင်ပဲရှိသေးတယ်ကျန်တာအားလုံးကတဆောင်နှစ်ဆောင်သုံးဆောင်လေးဆောင် နော်ဒီတက်စားလို့5000ကျန်သေးတယ်ပေါ့အဲ့ဒါဒီအလုံးကအနည်းဆုံးဒီကပေ60ပေ30လောက်ရှိတဲ့၄တက်ဆောင်၅တက်ဆောင်အဆောက်ဦးတွေအနည်းဆုံးအဲ့လောက်ရှိတဲ့အဆောက်တွေအဲ့ဒီကြီးတဲ့ဆောင်တွေကြီးဒါတွေဖြတ်ဖို့ကျန်နေသေးတယ်ပေါ့နော်ဒါတွေဖြတ်ပြီးတော့အလုံးမြေပြင်ရှင်းပြီးမှပဲဟဲ့လားပြန်ပြီးတော့တိဆောက်ရေးလုပ်ငန်းဆိုတာပြန်စရမှာပေါ့ကျွန်တော်ဒီမှာကဟိုအခြေအနေတွေကတော့ တိုက်တရအောက်တစ်ထပ်တော့အနေဆုံးပြက်သွားတယ်တောင်းဆောင်ကြီးကြီးအကုန်လုံးကဧည့်သွားတယ်ပေါ့အဲ့တော့အဲ့ဒီကလည်းကောင်းလာလေးကြီးအကုန်ပြန်ယူရယ်ပေါ့အရင်ဆုံးကျွန်တော်တို့တကားကြီးပေါင်းရသလောက်ပေါ့ပြီးတော့ကျွတ်တော့အပေါ်ကျောင်းအပေါ်ကရှိတဲ့ထုတ်ရောက်တိုင်းများအဲ့အရာတွေအကုန်လုံးကျွန်တော်ရသလောက်အကုန်ပြန်ယူရယ်ပေါ့ပြန်ဆောက်တဲ့အခါမှာဒါတွေပြန်သုံးလို့ရရင်ကုန်ကြစိတ်အနေနဲ့နည်းနည်းများတက်တာသွားအောင်ကျွန်တော်တို့စူးစမ်းပေးနေရမှာဟုတ်ဒီဥမေ30ကျတော့ကျွန်တော်တို့ပဲရှိတယ်ဘာလို့လဲ तू ကဟိုရန်ရက်တက်လို့မရဘူး တောင်းတအားဆောက်တယ်ရန်ရက်တလို့မြင်ရတဲ့ခါကျဥမေ30မှာကအဲ့မှာဒေသခံဖြစ်တဲ့ဈေးရောက်တဲ့အဖွဲ့လေးတွေရှိတယ်ဒေသခံအဖွဲ့ပေါ့နော်အဲ့လားရှိမယ်အဲကျွန်တော်တို့ရှိမယ်ကျွန်တော်တို့ဒီမြင်းဘူးအဖွဲ့ရှိမယ်ဆရာတော်အဖွဲ့ရှိမယ်နောက်ကျွန်တော်တို့ဘယ်လင်းနော်ဘယ်လင်းဒီစစ်ကင်ကနော်ဘယ်လင်းရှိမယ်ပြီးပကံကကိုကိုတို့အဖွဲ့နော်သူတို့ကတော့ဟိုတကယ်ကိုဖိုက်တာအဖွဲ့ပါနော်ကိုပကံကိုကိုအဖွဲ့ဆိုရင်နော်နောက်မန္တလေးကအဖွဲ့ရှိမယ်အဲနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ ARI နော် ARI ရအဖွဲ့လာတယ်နောက် တာဂက်တ4000အဖွဲပါတယ်ရွှေလက်တို့ရောက်လာကြတယ်ပေါ့နော်ပြီးတော့အခြားအဖွဲလေးလည်းနေလိုက်ဝင်ပြီးတော့ကူတဲ့အဖွဲတွေရှိကြပေါ့ဒါတွေအားလုံးကချက်ချင်းတော့မပြီးသေးပါဘူးအနောင်လဲစူးစားပြီးတော့ဖြည့်ရှင်းရလောက်ကြရအောင်ပါလေအများကြီးရှိပါတယ်ပေါ့တော့ပြီးသွားပြီဆိုပြီးတော့လည်းမေ့လျော့ပြီးမနေကြပါနဲ့ဦးပေါ့လောက်အားလေးဖြစ်ဖြစ်လာပေးနိုင်ပေးကြပါအောင်ပေါ့နော်ကျွန်တော်တို့နေပူပေါင်းပြီးတော့ကျွန်တော်တို့လောက်အားဒါနာပေးနိုင်တဲ့သူနော်ဒီမှာရှိတဲ့လာပြီးလောက်နေတဲ့သူတွေအတွက်အာဟာရဒါနာပေးနိုင်တဲ့သူတွေလည်းလိုအပ်ပါတယ်ခင်ဗျဟုတ် နောက်ဆက်တွဲလုပ်စီရတယ်အများကြီးကြာမှသေးတယ်ဒါဒီလိုနေရာမျိုးတွေကဒီစကိုင်းထဲတင်ဒါဟိုဒီလိုအလုံးရင်းနဲ့ဖြည့်ရှင်ရမယ့်နေရာကြီးအများကြီးကြာမှသေးတယ်ဒီမှာကြောင်းပေါင်း2000လောက်ရှိတယ်ကိုကြားသိရပါတယ်အဲ့ထဲမှာတဝက်ကျော်ကျော်လောက်ကအခုလိုပဲဟိုပြန်ပြီးတော့ဖြိုဖျက်ပြီးပြန်ဆောင်ရမယ့်အခြေအနေမျိုးတွေရှိတယ်ပေါ့နော်ဟိုကျွန်တော်တို့ရှေ့မှာဆိုရင်လည်းကျွန်တော်တို့ဟိုရှေ့ဟောင်းတိမ်ကြီးတွေပါတယ်ဖြိုရတာတွေရှိပါတယ်အဲ့ဒါလေးဆိုလို့ရှိရင်ကျွန်တော်တို့ကဟို မပြည့်စည်သေးတဲ့ကြောင်းတစ်ကြောင်းကိုကြော်ပြီးမှရန်ရဲဝင်လို့ရတယ်။အဲ့ဒီအတွက်ကျွန်တော်တို့ကလူနဲ့ပဲရှင်းလိုက်ရတယ်ပေါ့နော်။ဒါဒီနှစ်ဆောင်ကိုဖြတ်ပြီးတော့မှဒီအောင်သွားရှင်းရမယ်ဆိုလူနဲ့ရှင်းပေးရတာရှိတယ်ပေါ့နော်။ဒါမျိုးတွေအများကြီးကြံပါသေးတယ်။ဟိုလူအားနဲ့ပဲဖြတ်မယ်ဆိုရင်တော့နှစ်လသုံးလသွားနိုင်တယ်။ဒါပေမဲ့ရန်ရဲတော့ဝင်ပါပါ။ရန်ရဲဝင်လိုက်ရင်တော့သူပစ္စည်းအကောင်းမရတော့ဘူးလေ။ပစ္စည်းကောင်းနေယူပြီးနေတော့ဟုတ်ပစ္စည်းပြန်သုံးလို့ရမယ်ပစ္စည်းအကောင်းနေကျွန်တော်တို့အကုန်ထုတ်ပြီးရတော့ပဲဖို့ဝင်ပါပါ။ဒါပေမဲ့ဒီအရတော်မှကျွန်တော်ထင်တယ်တက်လာတော့အနေသုံးသွားရမယ်။ ။ဘယ်ဖိုးဝင်တာတော့တလားတော့သွားမယ်။ဒါတွေကုန်ပြီးဖို့ဆိုရင်ဟုတ်။ခြေဟောင်းစီတီတွေပါတယ်ပေါ့နော်ခြေဟောင်းစီတီကျတော့အကုန်လုံးသူကဖြိုဖျက်လိုက်ဖို့လည်းမဟုတ်သေးဘူးပေါ့ဒါကြီးသူတို့စဉ်းစားအဆုံးဖြတ်တဝန်းချင်းဖြစ်တဲ့ခါကျတော့အဲ့ဒါတွေအားလုံးကိုမိုးရာသီကျလာပြီဆိုတော့မိုးရေဝင်လို့ရှိရင်ပို့ပြီးတော့သူကဟိုပြဲပြီးတော့ क्वे ကြမယ်ပေါ့နော်ပြတ်ကြမယ်အဲ့ဒါတွေအားလုံးကိုတက်တာသွားအောင်ဆိုပြီးတော့လူကြီးတွေကဒါကိုကျွန်တော်တို့ပလတ်စတစ်နဲ့အုပ်တယ်ပြီးရင်စီးတယ်ပေါ့နော် ဟုတ်ငလင်းနဲ့ပတ်သက်တဲ့အတွေ့အကြုံကတော့ဟိုထိုင်းမှာသွားပြီးငလင်းနဲ့ပတ်သက်တဲ့ဓာတ်တွေကိုဘယ်လိုဘယ်လိုကူညီဖြည့်ဆည်းရမလဲဆိုတာသင်ဘူးတယ်ဒါပေမဲ့2016မှာကျွန်တော်ဖျားတွေကြီးပဲလူတွေအန္တရာယ်မဖြစ်ဘူးဖျားတွေကြီးပဲဖြစ်သွားတော့သူကဟိုဖျားတွေထပ်ပြီးပို့ပြီးမပြည့်စည်အောင်ထိန်းသိမ်းရတဲ့အလုပ်ကိုလုပ်ရတယ်ပေါ့နော်အခုကျတော့မဟုတ်တော့ဘူးလူတွေထိသွားတာတွေရောပြီးတော့အဆောက်အဦတွေအများကြီးပြိုသွားတဲ့အခါမှာလူတွေကယ်ထုတ်ရတာတွေရောနောက်ပြီးတော့ dead body တွေထုတ်ရတာနောက်ဒီမှာရှိတဲ့ဘုံကြီးကြောင်းတွေဒီလရှင်ကြောင်းတွေပျက်စီးသွားတာပေါ့နော်အဲ့ဒီမှာလဲဟိုတခိုင်းမျိုးကြီးတစ်မျိုးလုံးကကိုကိုတိုင်းငလင်ဒုက္ခကိုခံစားနေရတော့ ဘုန်းကြီးเจ้าတို့တိလာရှင်เจ้าတို့လာကူဖို့အတွက်သူတို့မှအချိန်မရကြဘူးကိုယ့်ရင်ကိုပြင်နေကြရတော့ရက်ဝေးရလာတဲ့လူတွေကလာလာပြီးကူရတာဘုံဘုံဆိုလည်းမြင်းမှုမှာအဲတလုံးမှာဘာမှမဖြစ်ဘူးနော်ဘာမှမဖြစ်ဘူးဘုံဘုံမြင်းမှုမှာမဖြစ်တော့ဘုံဘုံကဒီမှာစကိုင်းကိုလာကူတယ်နော်ကိုတန်းတိုက်ကတော့သူ့ရဲ့ဆင့်ကင်မှာဖြစ်တယ်ဖြစ်ပေမဲ့လည်းဒီဘက်မှာပိုဖြစ်တဲ့နေရာကိုတခါဘုံဘက်ကနည်းနည်းလေးလုံးလင်းလုံးလိုက်ဘုံဘက်ကနည်းဖြစ်ဆင့်ကင်ပြီးသွားတော့ဒီဘက်ကိုပြန်ပြေးလာတယ်ပေါ့နော်ကျွန်တော်ကတော့ရန်ကုန်မှာဘာမှမဖြစ်တော့ဒီမှာလာပြီးတော့ဝိုင်းကူနိုင်တယ်ပေါ့နော်ဘယ်လိုပါဟုတ်ငလင်နဲ့ပတ်သက်လို့ကတော့ အားလုံးပြီးဆုံးသွားတဲ့အဆင်တော့မရောက်သေးပါဘူးအားလုံးအမိုးကာရောက်အောက်ရောက်ဖို့ဟိုပြန်ပြီးတော့ကိုယ့်နေရာလေးကိုရှင်းလင်းပြီးတော့ဟလာဟိုပြန်တင်နိုင်တဲ့အဆင်ရောက်ဖို့တော်တော်ကြိုးစားနေရပါသေးတယ်တချို့ပြီးတဲ့လူတွေပြီးပြီပေါ့နော်ဒါအခုလို့ဆိုရင်ဒီကြောင်းကြီးတွေတကြောင်းတစ်ကြောင်းကိုဖြတ်မယ်ပေါ့နော်ဒါလူငါးပြီးဖြတ်မယ်ဆိုရင်အဲ3900လောက်တစ်ဆောင်ကိုတစ်ဆောင်ကိုအဲ့လောက်ထိဟိုပါပေါ့ဒီဒီလေပါကပေါ့ကုန်ကြစိတ်ရှိမယ်ပေါ့နော်လူနဲ့ဖြတ်မယ်ဆိုရင်ဒါဟိုဖြတ်ပေးတဲ့ယုံနေ အဲ့တော့ဒါမျိုးကြီးကျွန်တော်တို့ကဒီမာကြီးပဲ9ဆောင်နော်9ဆောင်ကျန်ပါသေးတယ်အဲ့တော့ပုံကြစိတ်တွေအလိုတက်နိုင်လို့ short ချနိုင်အောင်ရေအကောင်းဆုံးပစ္စည်းလေးတွေပြန်ရနိုင်အောင်ကျွန်တော်ကူညီနေတာပါအဲ့တော့လိုအားပေးမဲ့သူတွေလည်းကျွန်တော်တို့ချိတ်ဆက်ပြီးနော်အားပေးလို့လိုက်ပြီးကူလို့ရပါတယ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမှာရှိတဲ့လိုအားပေးတွေအတွက်ဝိုင်းပြီးတော့တို့ရဲ့အာဟာရဒါနတွေတွေနော်ပံ့ပိုးခြင်းတွေဆိုလည်းလာခဲ့ပါအောင်ခင်ဗျာဖိတ်ခေါ်ပါတယ်နော်ကျွန်တော်တို့အများကြီးလုပ်ကြအောင်ပါပါကျွန်တော်ကြီးပဲလည်းမနိုင်ပါဘူးနော်လိုအားပဲဖြစ်ဖြစ် အဲ့ကျန်တဲ့ပံပိုးကျင်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကူညီလို့ရပါတယ်ခင်ဗျ